2025ခုနှစ်မေလ23ရက်နေ့တောက်ကြနေနန်နဲ့ဂျိုရုမြားမတိုင်းတာကျစ်တွေနဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့လေပြာနေရာရောက်မှမုန်တိုင်းဖြစ်လာနိုင်မှုအခြေအနေများကိုကျွန်တော်ဆက်လက်လေ့လာခမိုင်းရင်နဲ့မုတ်တုံဒေသီကြောင်းကနေပြီးတော့မှမြမကံယူရန်ကိုရေလှိုင်းပြီးဘယ်လိုရိုက်ခတ်မလဲဆိုတာလေ့လာမှာဖြစ်ပါတယ် ီနေရာမှာကျွန်တော်တို့တစ်ဆက်တည်းပြောချင်တာကကျွန်တော်တို့ရာသီဥတုခမန်းအားလုံးမင်္ဂလာမျိုးကြီး Imoken Entertainment Channel ကိုကြိုဆိုလိုက်ပါရစေ။ဒီနေ့တစ်ဆက်ပေးပြီးပါလီယာဒီမေလ23ရက်နေ့ဒီမုံတန်းတဲ့နဲ့မိုးလေဝသတရနေ့ကိုပြပြတက်ဆက်ပေးထားတဲ့ဒီမိုးစလဘလော့ကဥထေချင်းရဲ့ပြပါလီဒီခန်းလေးကျွန်တော်မျိုးပြသက်တက်ဆက်ပေးတာဖြစ်ပါတယ်ဒီဝန်လေးကိုတက်ဆက်ရတဲ့ရည်ရချက်ကတော့ကျွန်တော်ရဲ့မျိုးရင်းနဲ့ဒီငလင်ဒေတာနဲ့ဒီတောင်သူဦးကြီးရဲ့ချိုတေကာကွယ်ပစ္စည်းလေးရအောင်ဘုဒ္ဓရအနေနဲ့ပြန်လေးကိုမြတ်တက်ဆက်ပေးခြင်းဖြစ်တဲ့ဒါဆိုရင်တော့ကျွန်တော်ပြပြန်လေးကိုဆက်လိုက်ရအောင် ီဒီယာလုံးဟာဆိုလို့ရှိရင်ကျွန်တော်တို့တနိုင်တစ်ပိုင်းသာလောက်ကင်ပြီးတော့မြန်မာပြည်ထဲမှာနေထိုင်လောက်ကင်စားတောက်နေသူများအတွက်အပြည့်ပေးတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ကိုပိုင်ငွေနဲ့အားစိုက်ပြီးတော့အခက်အခဲတွေကြားကနေပြီးတော့ကျွန်တော်တို့ပြင်ပြနေတာဖြစ်ပါတယ်ကျွန်တော်တို့ပရိသတ်များတောင်းဆိုတဲ့မျိုးနယ်တွေအဆင့်ကြီးကျွန်တော်တို့မှာရေးသားဖြတ်ဝေနိုင်မှု လူငယ်အားမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကြိုးစားပြီးတော့ရှာဖွေနေရဖြစ်ပါတယ်။ကျွန်တော်တို့အရေးကြီးတဲ့အပိုင်းတွေကိုတော့အတာဖိုင်လေးနဲ့ပြုလုပ်ပြီးတော့ Telegram ကနေပြီးတော့ကျွန်တော်တို့ဆက်လက်တင်ပြနေပါတယ်။ဟုတ်ပြီကျွန်တော်တို့ဒီကနေ့မုတ်တုံလေးစီကြောင်းနဲ့မြမပင်လယ်ပြေးလာကြအောင်။အာရီဗန်ပင်လယ်နဲ့အိန္ဒိယသမုတ်တရာကတိုက်ခတ်လာတဲ့မုတ်တုံလေးစီကြောင်းဟာ မြမာပြီးကိုင်းရောအတီးကြီးကိုဝင်ပြီးတော့မြမာပြီးအလဲပိုင်းမှာဖြတ်ကျော်တိုက်ခတ်တော်တဲ့အတွက်ကြောင့်မလို့ဒီရပိုင်းအတွင်းမှာမြမာပြီးအတွင်းမှာမြေယာကွက်ကြားမိုးကြီးနေတာကိုမိတ်ဆွေများသိပြီးဖြစ်ပါလိမ့်မယ်ဒီနေ့23ရက်နေ့မနက်6နာရီဒီလေစီးကြောင်းကြောက်မလို့ပြန်လဲပြန်လာဘာဖြစ်နေလဲဆိုရင်တော့ လေတုံးမှုကြောင့်မလို့ပင်လယ်ရေပြင်ဟာစတင်ပြီးတော့ဖလိုင်းဖြစ်လာတာတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာ23ရက်နေ့မှာဆိုလို့ရှိရင်တော့ဖလိုင်းမြင့်6ပြီးစတင်ဖြစ်လာပြီးတော့မြမကန်ရန်တစ်ချောက်လုံးမှာတော့ဆက်လက်ပြီးတော့တည်ငြိမ်နေတဲ့အချိန်တွေ့ရမှာဖြစ်ပါတယ်။24ရက်နေ့စနေနေ့မှာတော့မုတ်တုံလေအား အနည်းငယ်ကောင်းလာပြီးတော့တနအီကိုမိုင်30အထိတက်ခတ်နှုံစတင်မြင့်တက်လာပြီးတော့အိန္ဒိယသမုတ်တရာနဲ့အာရေဗျာပင်လယ်ကတက်ခတ်တဲ့လေဟာဘင်္ဂလားပင်လယ်မြောက်ဘက်မှာကွေ့သွားတာကျွန်တော်တို့တိုင်းတာကျက်တွေရခမန်းလို့ရရှိပါတယ်ဒီနေထားနဲ့ပင်လယ်ပြင်ကိုကြည့်မယ်ဆိုရင်မုတ်တုံတွေပြားကြောက်မလို့ င်္ဂလာပင်လယ်တောင်ဘက်မှာဆေးဘီအမြင့်ရှိတဲ့ရေလိုင်းနေစတင်ဖြစ်ပေါ်ပြီးတော့ကိုကိုကျော်နဲ့မြမာတီတောင်ဘက်ကာယိုရန်ကိုဥတည်ပြီးတော့သွားနေနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ခါမှန်းသိရှိရပါတယ်25ရက်တနင်္ဂနွေနေ့ရောက်တဲ့အခါမှာတော့မုတ်တုံလေးကြီးကျောင်းဟာအိုမိုအားကောင်းလာပြီးတော့ 35မိုင်ထိတိုက်ခိုက်ရင်းနဲ့မြမကန်ယူတန်းမှာလေဆိုင်ဝဲစတင် ဖြစ်လာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်25ရက်ဆယ်ပေအမြင့်ရေတိုင်းဟာဘင်္ဂလားပင်လယ်အလယ်မှာပုံပုံပြီးတော့ကျဲပြန့်လာပြီးတော့မြမာပြည်ဘက်ကိုဆက်လက်ဥတည်နေတယ်လို့ကျွန်တော်ခမ်းရရှိပါတယ်26ရက်နေ့ရောက်တဲ့အခါမှာတော့ တပ်ပြီးပြလေပြင်းသားမှာလေဖြားနေရာရောက်ဝန်တစ်ခုဖြစ်ပေါ်သလိုပဲဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာလေဖြားနေရာရောက်ဝန်ဖြစ်ပြီးတော့အဲဒီကတွန်းပိုးတဲ့အချိန်ညာဆိုလို့ရှိရင်တော့ပစိဖိတ်ဒေသကလာတဲ့လေစီးကြောင်းနဲ့အတူတနင်္လာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝီတိုင်းရခိုင်ပြည်နယ်ကိုစတင်ဖြတ်သန်းတိုက်ခတ်နိုင်တဲ့အခြေအနေရှိပြီးတော့ ဒီလေစီးကြောင်းတွေဟာမြေဆိုင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့မြေပြင်မှာနေထိုင်သူတွေစတင်တတိထားဖို့အချိန်ရောက်ပြီလို့ပြောပြရပြီ26ရက်နေ့လေစီးကြောင်းတိုက်ခတ်မှုကြောင့်မလို့မြမပင်လယ်ပြင်ကိုအမြင့်ပေရှစ်ပေရှိတဲ့ရေလိုင်းလုံးကြီးစတင်ပြီးတော့ဝင်ရောက်လာတာကိုကျွန်တော်ခမှန်းတွေ့ရှိရပါတယ် လက်ဆက်ကိုရင်းလေးရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လီပြားနဲ့ရဝန်းဟာ တနာယူမိုင်55မိုင်ကျော်ပြီးတော့မိုင်90ဝန်းကျင်နဲ့မုန်တိုင်းစတင်ဖြစ်နိုင်တယ်လို့ကမ္ဘာသင်္ဘောအာမကန်နေအသုံးပြုတဲ့ပုံဒေနီးယာသတိပေးတာကိုကျွန်တော်တို့သိရှိရမှာဖြစ်ပါတယ်ဒီအချိန်တွေရရှိတဲ့ရေလိုင်းကိုကြည့်မယ်ဆိုရင် ဒီကလာပင်လေအလေပိုင်းမှာအမြင့်ပေ16ပေရှိတဲ့ရေအန်းကြီးကျေပြန့်စွာဖြစ်ပေါ်ပြီးတော့အေယာဝီနဲ့ရခိုင်ကမ်းရိုးတမ်းဘက်ကို စတင်ရိုက်ခတ်နိုင်တဲ့အနေအထားကိုခမာတွေ့ရှိရပါတယ်။ကမ္ဘာပင်လယ်ကူးတင်းမောင်းအာမခံလုပ်ငန်းတွေရဲ့ပုံမြင်နည်းဟာ28နှစ်ဗိုလ်တူးနှစ်မှာတော့မုံတိုင်းစဖြစ်လာတဲ့အနေအထားနဲ့တူအိန္ဒိယ ကိုင်းရီဘက်ကိုတဖြည်းဖြည်းနဲ့ချင်းကသွားတာကိုတိုင်းတာရရှိပါတယ်မြမကံယိုရန်တလျှောက်တိုက်ခတ်ပြီးတော့မြမပြည်အလဲပိုင်းမန္တလေးကျော်တဲ့အထိလေစီကြောင်းတိုက်ခတ်တာကိုကျွန်တော်တို့ခမန်းလို့ရပါတယ်ပြင်းထန်လာတဲ့လေစီကြောင်းတိုက်ခတ်မှုကြောင့်မလို့28ရက်နေ့ဗုဒ္ဓနေ့မှာဆိုလို့ရှိရင်အမြင့်ပေ16ပေနဲ့ရေတိုင်းများဟာ ဧရာဝတီနဲ့ရခိုင်ကမ်းရိုးတန်းကိုစတင် ရိုက်ခတ်နိုင်တဲ့အနေအထားရှိတဲ့အကြောင်းလို့ကမ်းရိုးသားနေထိုင်သူများကမ်းရိုးသားအနီးလောက်ကိုင်သူများကောင်းဝေးလောက်ကိုင်သူများသွားလာသူများအားလုံးကြိုတင် ပြင်ဆင်နိုင်ရန်အတွက်အပြည့်ပေးဖို့မေတ္တာရက်ခံပါတယ်။မဆက်ကိုရနေ့ရောက်တဲ့အခါမှာတော့တနာယူမိုင်60ဝန်းကျင်နဲ့ ဖြစ်လာနိုင်တဲ့မုံတိုင်းဟာအိန္ဒိယကမ်းခြေကိုစတင်ပြီးတော့ချင်းကမင်လို့ကျွန်တော်တို့ကနအူသုံးတတ်လို့ပဲမုံတိုင်းကဆွဲတွင်လိုက်တဲ့ရေမြွေလေစီးကြောင်းဟာဆိုလို့ရှိရင်တော့မြန်မာပြည်အထက်ပိုင်းသားအဖြစ်ကိုရောက်သွားနိုင်တယ်လို့ကျွန်တော်တို့အမှန်တွေ့ရှိရပါတယ်။တိုးလီစီးကြောင်းတိုက်ခတ်မှုကြောင့်မလို့ ။အရာဝတီတိုင်းနဲ့ရခိုင်ကံယိုးတန်းနေမှာဆိုလို့ရှိရင်တော့16ပေအမြင့်ရှိတဲ့ရေလိုင်းနေစတင်ပြီးတော့ရိုက်ခတ်နိုင်တဲ့အနေအထားကို တိုက်တာချက်တွေရအမှန်လို့ရရှိပါတယ်။ထို့အတူပဲ30ရက်နေ့မှာလည်းထိုရေလိုင်းရိုက်ခတ်မှုဟာကျဆင်းမသွားပဲနဲ့30ရက်စတိုက်ရခိုင်ကိုင်းရိုးတန်းတစ်ခုလုံးနဲ့အီယော်ဒီတိုင်းကိုရက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ ကာယောသာနေထိုင်သူများနဲ့တွားလာသူများအထူးပဋိဌာပြင်ဆင်ကြဖို့ဒီနေရာကမြစ်စာရက်ခတ်ပါတယ်ကျွန်တော်တို့ဒီကနေ့23မေလကနေပြီးတော့မှ28မေလအတွင်းကို မုတ်တုံလေးစီးကြောင်းနဲ့အတူဖြစ်ပေါ်လာတဲ့အပူပိုင်းမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်မြမပြည်အနှံ့အပြားမှာမိုးရေရေ6လမရရှိနိုင်ပြီးတော့ရန်ကုန်တိုင်းအရှိပဲပဲခူးတိုင်း ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္လာရီတိုင်းတို့မှာဆိုလို့ရှိရင်တော့မိုးရေကြိမ်၁၄လက်မလောက်ထိရနိုင်တဲ့အနေအထားရှိပြီးတော့အခြားတိုင်းနယ်ပြည်နယ်တွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါလေ။မိုးပေါ်ကကြာလာတဲ့ရေပြာဆိုလို့ရှိရင်လည်းမလေလှုပ်ထားလို့မြေထဲကိုစိတ်မဝင်နိုင်ပဲနဲ့မြေပေါ်ကနေပြီးတော့စီးမှဖြစ်ရတဲ့ကြောင့်မို့ရုတ်တရက်ရေကြီးခြင်းများဖြစ်နိုင်တဲ့အတွက် လိုအပ်ပညာကိုပြင်ဆင်ထားရပါရန်တောင်းပြီးတော့မိမိတို့မိတ်ဆွေများကိုကြောက်ဝင်ပေးလိုက်ကြပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်ပြဖိုင်ဒီလောက်ပါပဲဒီယူဖန်လေးကဒါဒီမေလ23ရက်နေ့အတွက်ဒီမုံတိုင်းတဲ့တဲ့နဲ့မိုးလေဝသတဲ့တဲ့နဲ့ ပြည့်ပြည့်တင်ဆက်ပြီးသွားတယ်မိုးစလာဘောကဦးတည်တင်ရဲ့ဒီဘန်လေးဒီဘန်လေးကျွန်တော်အမျိုးပြည့်တက်တင်ဆက်ပြီးသွားဖြစ်ပါတယ်ဒီဘန်လေးကိုတင်ဆက်ရည်ချက်ကတော့ဒီကျွန်တော်အမျိုးရင်းနဲ့ဒီငလင်ဒေတာမိသားစုတွေတောင်သူဦးကြီးတွေအတွက်ကျူတင်ကောက်ကပစ္စည်းလဲရအောင်ဘုဒ္ဓရအနေနဲ့ပြည်လဲဝိမျက်တင်ဆက်ပြလေခြင်းဖြစ်တယ်ဒီဘန်လေးကိုလည်းအများသူငါတည်အောင်လို့များများလေးဝိုင်းပြီးရရှိပေးကြပါအောင်ဗျကျွန်တော်တို့ channel နေမောင်နေတဲ့နေ့မိုးလေတာတဲ့နေ့ကိုအရင်တင်ဆက်ပြမှာမို့ကျွန်တော် channel like and subscribe နဲ့ဒီ like and subscribe နဲ့ပေးတဲ့ notification bell လေးကိုပါနှိပ်ခဲ့ပေးဖို့တော့ဆွေးချင်ပါတယ်ကျွန်တော်တို့ channel အားဖြင့်ကြည့်ရှုသူကြီးအချင်းချင်းကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးတော့ပြန်ဆောင်ရမယ် ခုလိုအမြဲတမ်းတင်ဆက်ပေးနေတဲ့မိုးလာဘလော့ဂါဦးတီတင်ကိုလည်း credit ပေးပါရစေဗျ။